မိတ်ဆွေအားလုံးမင်္ဂလာပါဗျာကျွန်တော်ရဲ့ 3D Lucky Number မြန်မာ Channel လေးရနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်20ကြိမ်တွဲခဏန်းကောင်းလေးတစ်ခွက်ကိုကျွန်တော်ထပ်ပြခြင်းပါလေဗျာเนาะတစ်ခွက်ကောင်းသမားတွေကြိုက်မှာပါเนาะအဲ့တော့အဲ့ဒီခဏန်းကောင်းလေးမပြခင်မှာမိတ်ဆွေအားလုံးကိုစိတ်နှပြချမ်းမှာချမ်းသာကြပါစေလို့ ရေးဆွတောင်းပါတယ်ကဲဆက်လိုက်အောင်နော်ကျွန်တော်တို့69ခုနဲ့68ခုနေနော်အဲ့ဒီမှာ69 68ခုနှစ်မှာဒီမှာကိုကိုတေဒီဆောင်မှာနှစ်ခုနှစ်ဆိုတာလေးရှိပါတယ်เนาะကျွန်တော်အဲ့ဒီနှစ်ခုနှစ်ဟာသူ့ရဲ့တနှစ်ကျော်မှာ နှစ်နှစ်ခွန်ဆိုပြီးတော့ပြန်ထွက်တယ်နော်အဲ့တော့ဒီပရင်လေးကမိတ်ဆွေတို့ဤနေကြဒီအောက်ပိုင်းကမှာအဆက်တွေရှိပါတယ်နော်ဒါပေမဲ့ကျွန်တော်လိုအပ်တဲ့နေရာလေးကိုပဲကွက်ပြီးတော့ပြပါတော့နော်မဆိုင်မသက်ဆိုင်လောက်တာတွေကိုကျွန်တော်မပြတော့ပါဘူးအဲ့ဒီတော့အဲ့ဒီကိုကိုတေနှစ်ခုနှစ်ဒီနှစ်ခုနှစ်ဟာဒီနေ့ကျွန်မပြန်ထွက်တော့ဟုတ်ပြီ ကဲဒီဘက်မှာလေးကြည်လိုက်ဒီဘက်မှာကြာတော့21ခုနှစ်နဲ့22ခုနှစ်မှာအဲဒီနော်21 22ခုနှစ်မှာ69နှစ်ခုနှစ်ဟိုနဲ့ဒူဒူပဲနော်မိတ်ဆွေတို့နော်ဒီပြိညာဆက်အောင်မအများကြီးရှိသေးတယ်နော်ဒါပေမဲ့ကျွန်တော်မပြရတော့ဘူးနော် ဒီဥစ္စာအနေပြရင်ပဲလုံလောက်တဲ့အတွက်ဒါနဲ့ပဲပြပါမယ်နော်အဲ့တော့ဒီနှစ်ခုနှစ်ဟာဒီရှိတစ်နှစ်ကျော်မှာနှစ်ခုနှစ်ဆိုပြီးတော့ပြန်ထွက်တယ်နော်ဟုတ်ပြီပြန်ထွက်တယ်ကြနော်ဟုတ်ပြီကဲဒီဘက်ကိုပြန်ကြည့်မယ်ကိုကိုတီဟာနှစ်ခုနှစ်တစ်နှစ်ကျော်မှာနှစ်ခုနှစ်နှစ်နှစ်ခုပြန်ထွက်သူ့ရဲ့တစ်နှစ်ကျော် ဒီနှစ်ထဲကိုကြည့်ရမယ်ဗျာနော်ဒီနှစ်ထဲမှာဘယ်လိုဖြစ်စဉ်ကိုကြည့်မလဲဆိုရင်ကျွန်တော်တို့ဒီဒီဝဒီနှစ်ထဲเนาะဒီနှစ်နှစ်ခွန်ကနေဆိုရင်ကိုကိုတိနှစ်နှစ်ခွန်ကနေဆိုရင်ရှေ့၃နှစ်ခြားပေါ့ဗျာနော်အဲ့ဒီမှာ၅ကိုခွန်ဆိုတဲ့ကနေဒီ၅ကိုခွန်ဟာသူ့ရဲ့ရှေ့ နောက်နှစ်နှစ်ကျော်ကနေလာတယ်နော်ခွန်မွားကိုလာပြီးတော့သူ့ရဲ့တပင်ကျော်မှာရှိတယ်ကနေတောင်ညာ6ခုနော်အဲ့ဒါဘယ်ကလာတလေဆိုပြီးကျွန်တော်တို့လိုက်မယ်နော်ဒီကနေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တော်တော်များများလေးပြခဲ့ပါလေသူကလည်းဖြစ်စဉ်တော်တော်များများဟုဒီကနေမျိုးစုံယူဆလို့ရတဲ့အတွက်ရခြင်းဖြစ်ပါတယ်နော်ဟုတ်ဒီ နှစ်နှစ်ကျော်ကနေလာထားတဲ့ဥစ္စာရဲ့အောက်တပင်ကျော်၃၆ခွန်ပဲရလာတယ်လေဆိုတာကိုကြည့်မြင်သူ့ရဲ့နောက်ကို၈နှစ်ချာဒီနှစ်၃၄၅၆ခွန်၈နှစ်ချာ၈နှစ်ချာလာတယ်ဗျာနော်၈နှစ်ချာမှာဟိုဒီ၆၃ခွန်ဆိုတာလာတယ်နော်နော်၆၃ခွန်ဆိုတာလာတယ်နော် ဒီ293တို့ဘာလို့ကျွန်တော်မဖမ်းတော့ဘူးเนาะ293တို့ဘာလို့ဖမ်းခဲ့တာကျွန်တော်တင်းပြင်းကနန်းကိုဖမ်းခဲ့တာလေเนาะဒီ293ဖရင်ကတော့တူတယ်ဒါပေမဲ့အယူဆမတူပါဘူးအဲ့ဒီ6တုံညာခွန်ဘယ်ရလာတယ်လဲဆိုရင်သူ့ရဲ့ကန့်ရဲ့နောက်နေ့တည်းရလာတာပါဟုတ်ဒီမှာ396 396ဟာအဲ့6 396ဆိုဖို့ နှချင်းကပ်ပို့တာနော်ပို့ပြီးတော့ရှင်းနဲ့ချားပြီးတော့ရှင်းနဲ့ချားပြီးတော့နှစ်နှစ်ကျော်ကနန်းရဲ့အောက်တခွက်ကျော်မှာသွားထွက်တယ်။ဟုတ်ပြီတော့ဒီဖြစ်စဉ်လေးကိုယူမှာနော်။အဲ့ဒီတော့ဒီဘက်မှာလေးကြည့်လိုက်မယ်နော်။ဒီဘက်မှာလေးကြည့်လိုက်မယ်။ နော်ကိုတိကိုနှစ်ခုနဲ့နှစ်ခုနဲ့ဟာတစ်နှစ်ကြောင့်မှနှစ်ခုနဲ့လို့ပြန်ထွက်တယ်နော်ပြန်ထွက်ပြီးတော့သူ့ရဲ့တစ်နှစ်ကျော်အခု25ခုနှစ်တည်းကိုဖမ်းမယ်ဖမ်းတဲ့အခါမှာကျွန်တော်တို့ကဟောဒီ696ဆိုရကနေဒီကောင်ကနောက်နှစ်နှစ်ကျော်လာထတာပဲ669ဟာ696ဆိုပြီးသူ့ရဲ့အောက်တပင်းကျော်ကိုဖမ်းမှာနော် မိဆွေတို့တေချာလေးဒီနေရာလေးမှာကြည့်ပေးပါနော်နည်းနည်းလေးစဉ်းစားကြရလေးကအများကြီးရှိပါတယ်နော်ဒီဖြစ်စဉ်တွေနော်နှစ်နှစ်ကျော်ကနန်းလာရင်လာပြီးတော့အောက်တပင်ကျော်ဒီမှာလာမယ်ဟိုဘက်မှာတော့36ခွန်လာတာနော်ဟုတ်ပြီအဲ့ဒီတော့ဒီမှာကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့နောက်ကို7နှစ်ချားမယ်ဒီ1 2 4 5 ရှင်းနှစ်ချာဒီနှစ်သေးကိုဟောဒီကဲ့ရဲ့နှစ်သေးအပို့ထားတဲ့ကဏ္ဍဖြစ်ရမယ်ဗျာဒီကနေဒီကိုပို့ထားတဲ့ကဏ္ဍဖြစ်ရမယ်เนาะဟုတ်ပြီအဲ့မှာဘာတွေပို့ထားလဲဆိုပြီးကြည့်လိုက်မယ်ဟောဒီ664ဆိုတာဟာကဲ့ရဲ့နှစ်သေးကိုမ64လို့ပို့တယ်เนาะဟုတ်ပြီเนาะနောက်တကား နော်ဒီမှာ825ကျွန်တော်တို့ဇက်လိုက်ကြည့်ပေါ့ဗျာဒီကနေ့လည်းလာနိုင်တယ်နော်825ဟာလေသူ့ရဲ့ကဲ့ရဲ့နှစ်သေးကို852လို့ပို့ထားတယ်နော်ပို့ထားတယ်နောက်တစ်ခါအောက်ဆုံးမှာတခုရှိတယ်အောက်ဆုံးမှာကျွန်တော်လူချင်းနဲ့ဟာတာပါဗျာနော်712ဟာ712ဆိုပြီးတော့ပို့ထားတယ်ဗျနော်အဲ့ဒီကနေ့ဟာအခုဒီနှစ်နှစ်ကျော်က နောက်နှစ်နှစ်ကျော်ကလာထားတဲ့ကနန်း6 6ရဲ့အောက်တမင်းကျော်မှလာထွက်ရမယ်နှစ်နှစ်ကျော်ကကနန်းရဲ့အောက်တမင်းကျော်မှပဲထွက်တယ်အဲ့တော့ဒီမှာကျွန်တော်တို့နှစ်ချင်းကပ်ပို့ထားတာက684ရဲ့158ရဲ့နော်684ရဲ့ဟုတ်လားနော်115ရဲ့217ရဲ့၃ခွက်ရှိတယ် အဲ့ဒီမှာရှင်းနေငါကတော့လာပေးသွားပြီဗျဒီနေ့သေးဘူးเนาะဟောဒီမှာရှင်းငါနေသူကလည်းဘယ်လိုအချိန်မှပဲကြပေးတယ်လေဆိုရင်နှစ်နှစ်ကျော်လာထားတဲ့အနန်းဟုတ်ပြီเนาะ6 4နှစ်ဟာနှစ်နှစ်ကျော်ပြီးတော့နှစ်4 6တော့ဒီနေ့သေးမှာထွက်တယ်ထွက်ပြီးအောက်တပင်ကျော်မှာအဲ့ကနေလာထားတယ်ဖြစ်စဉ်မှန်တယ်เนาะမိတ်ဆွေတို့အဲ့တော့အခုတခါက နောက်ထပ်တစ်ခါထပ်ဖြစ်တာဗျာနော်နှစ်နှစ်ကျော်ကကနန်းအောက်တပင်ကျော်ဒီမှာတော့လည်းကျွန်တော်တစ်ခါဖမ်းခဲ့တယ်ဗျာဒီမှာတော့လည်းဖမ်းခဲ့တယ်မလာခဲ့ဘူးပေါ့ဟူလေတပင်ကျော်ဒီနှစ်နှစ်ကျော်ကကနန်းကပြန်လာပြန်တယ်ဒါတော့သူ့ရဲ့အောက်တပင်ကျော်မှာလာမယ်ကနန်းဟာဒီဖြစ်စဉ်မှာကျန်နေတဲ့ကျွန်တော်တို့712217ဆိုတဲ့ခဏရေ684ဆိုတဲ့ခဏရေ နော်နှစ်ခုကြံနေတာပေါ့ဗျာ825ကတော့လာပြီးသွားပြီနော်သူဖြစ်စဉ်အမှန်ထွက်သွားပြီနော်864ရဲ့712ရဲ့အပေါ်ဆုံးနဲ့အောက်ဆုံးဖြစ်နေနော်712ရဲ့အဲ့နှစ်ကွက်ကခုဒီဒီချိန်မှာထပ်ပေးအောင်မလို့လားစဉ်းစားစရာနော်နော်8ဒူးအရုံကတော့ဖြစ်စဉ်အမှန်နဲ့ပေးခဲ့ပြီနော်နှစ်နှစ်ကြွားကနေ146ကအောက်တပင်းကျော်ဆိုတာပေးခဲ့ပြီ ခုနောက်ထပ်ထက်ထက်ဖြစ်တဲ့နှစ်ကြဝကဏ္ဍနေလာနေတဲ့အစဉ်ကကြံနေတဲ့ကဏ္ဍနှစ်မျိုးတွေကလာနိုင်မလားဆိုပြီးလာရင်ကျွန်တော်တို့ကခုန81နဲ့684နဲ့နော်712နှစ်ခုရှိတယ်အဲ့တော့မိတ်ဆွေတို့ပါဦးရွေးတင်တယ်လဲပေါ့ဗျာနော်ကျွန်တော်ကတော့ဒီကဏ္ဍကိုရွေးတယ်နော်ဘာလို့ဒီကဏ္ဍကိုရွေးရတယ်လဲဆိုရင် ကျွန်တော်နောက်တနည်းနဲ့ကျွန်တော်ဒီကနေ့ကိုတဲထောက်ပြပါမယ်เนาะ64လေးကိုတော့ကျွန်တော်မယူရတော့ဘူးဟောဒီကဲရနှစ်ကပို့ထားတဲ့712ဆိုတာဟာဟောဒီ852လာတလူမျိုးပဲနှစ်နှစ်ကျော်ကခဏရဲ့အောက်တပင်ကျော်ဆိုတဲ့ဖြစ်စဉ်အဲ့ဒီမှာ712ဆိုတာလာနိုင်နေရဲ့ဟုတ်ပြီเนาะမိတ်ဆွေတို့အဲ့ကနန်းလေးမှတ်ထားပါเนาะ712 အာပေါ်ပြန်နော်နော်ပူပရိတ်ဟုတ်ပြီကျွန်တော်နောက်ထပ်ပုံသဏ္ဍာန်တစ်မျိုးနဲ့ဒီကနေ့ကိုဖမ်းမယ်နော်ဟုတ်ပြီကျွန်တော်ပြတာလေးတွေရှင်းရောရှင်းရလားမသိပါဘူးဗျာเออปนคุณนี่ดีมาตรงสุดแล้วอ๋อ2004 နော်2004မှာနော်2004ကိုကြည့်နော်အဲ့ဒီ2004မှာဟောဒီ683ဆိုတဲ့ကနေ683ဆိုတဲ့ကနေဟာနောက်ကနှစ်နှစ်ကျော်လာထားတယ်ဗျနော်ဟောဒီမှာ643သူကဘယ်လိုလုပ်ဆိုတော့ဒီလိုတန်းတန်းလာတယ်သူကဟိုကောင်းနေလို့ကပောက်တိကပောက်ချလာတာမဟုတ်ဘူးနော်ဇောင်းတက်ပြီးတော့ နပင်ကြားကိုတက်တရိုက်တာအဲ့ဒီဖြစ်စဉ်အဲ့လိုဖြစ်စဉ်ဖြစ်တဲ့နှစ်သေးကိုဟောဒီ၄၈၃ဖြစ်တဲ့ဒီ၂၀၀၄ကိုနှစ်သေးကိုတော့ကျွန်တော်တို့ကအဲ့၂၀၀၄နှစ်သေးကိုသူ့ရဲ့နောက်ကိုပဲရှစ်နှစ်ချမယ်နော်ဒီကနေ့ဒီတခြားလေးကြည့်ပါနော်မိတ်ဆွေတို့နည်းနည်းလေးကျွန်တော်စဉ်းစားတွေးခေါ်ကြရလေးတွေပါကျွန်တော်712ကိုဖမ်းပါနော် ဟောဒီနှစ်ထဲကိုနောက်ကို၈နှစ်ချမယ်ဒီနှစ်သုံးလေးမာချောက်ခွန်၈နှစ်ချကိုနှစ်မြောက်ပေါ့နော်အဲအဲ့ဒီကောင်ရဲ့နှစ်ပေကနေအဲဒီမှာ686ဆိုရကနေအဲ့ဒီ၈နှစ်ချ9နှစ်မြောက်ကနှစ်ကုန်နှစ်ပေ686ဟာ ခုနကကျွန်တော်တို့ဒီ2004ခုနှစ်ဒီလိုဒီလိုဇောင်းအမှန်တက်ထားတဲ့ဒီနှစ်ထဲကိုပေးတယ်ဗျာဒီမှာဒီအောက်မှာကြည့်လိုက်666ဆိုနော်ဟုတ်ပြီနော်666ဆိုပေးတယ်666ဆိုတာလည်းဘယ်လိုအချိန်မှပေးတယ်လေဆိုရင်သူ့ရဲ့အပေါ်မှာတပင်ကျော်မှာရှိတဲ့ခဏန်းဟာသူ့ရဲ့နောက်နှစ်နှစ်ချားခဏန်း ဒီကနန်းကြီးကတော်တော်လုံနေတာနော်မိတ်ဆွေတို့နနစ်ချကနန်းရဲ့အောက်တပင်းကျော်မှာခုနရှစ်နှစ်ချနောက်ရှစ်နှစ်ချနှစ်ပေကနန်းနော်နှစ်ပေကနန်းဒီမှာ686ဟာအဲဒီမှာ666ဆိုပြီးတက်ရိုက်တယ်နော်ဟုတ်ပြီနော်မိတ်ဆွေတို့ဟုတ်ပြီနောက်နောက်တနေ့အကြည့်မယ်နော် နှစ်ကက်စီးဆိုမကြိုက်တဲ့မိတ်ဆွေများအတွက်ဒါကတော့သုံးကက်မြောက်ကလေးပါဗျာနော်လေးလေးကိုသူကဘယ်နှခုနှစ်တင်มาလဲဆိုရင်14ခုနှစ်ကနေပြီးတော့16ခုနှစ်ဟုတ်ဘူးဒီလိုမျိုးလူဆောင်ဆောင်းတက်တာနှစ်ပင်ကြလေးလေးကိုဟာလေးကိုလေးဆိုပြီးတော့တက်ရိုက်တာနော် နှစ်နှစ်ခြားတော့နှစ်နှစ်ခြားပဲ तू ကပုံသဏ္ဍာန်အမှန်နဲ့နော်ဒီဘက်မှာတော့843เนาะเนาะဒီမှာ843ဟာပုံသဏ္ဍာန်အမှန်နဲ့683အဲဒီမှာကြတော့449ဟာ494အဲ့ဒီ494ဆိုတဲ့နှစ်သေးကိုဒီနှစ်သေးကိုကျွန်တော်တို့သူ့ရဲ့နောက်10နှစ်ချာ1 2 3 4 နှစ်ချာ6နှစ်မြောက်ကနှစ်ပေကဏ996ဆိုတဲ့ကဏမိတ်ဆွေတို့တကွက်ထက်ဖမ်းပါနော်996ဆိုတဲ့နှစ်ပေကဏ6နှစ်မြောက်ကနှစ်ပေကဏလာပြီးတော့ရိုက်ပါတယ်ဒီမှာ996နော်ပုံစံတော့ပြောင်းနော်ခုနက449ဟာ449ဒီလိုပုံတန်အမှန်တက်ထားတဲ့ကဏနှစ်သေးဟို 96ကိုဆိုပြီးတော့ကျွန်တော်10နှစ်ချ9နှစ်မြောက်ကနှစ်ပိတ်ကနေလာရိုက်ရတယ်နော်သူကလည်းဘယ်လိုအချိန်မှရိုက်တော့ဆိုသူစီးလေးရှိတယ်ဗျသူစီးစနစ်ရှိဟောဒီနောက်2နှစ်ကျော်ကနန်းရဲ့အောက်တပင်ကျော်မှာပဲရိုက်တယ်သူကဒီနဲ့ဟောဒီ391ဆိုတဲ့កောင်ဟာသူ့နောက်2ပင်ကျော်ကောင်ဗျအဲဒီမှာ391เนาะမိတ်ဆွေတို့ တတိနိုင်ဝင်ဟာနှစ်နှစ်ကျော်ပြီးတော့ဟောဒီလေးကိုလေးနှစ်ထဲကိုပို့အဲ့ဒီကောင်ရဲ့အောက်တပင်ကျော်မှာခုနက၈နှစ်ချာ၉နှစ်မြောက်ကနှစ်ပေကနန်း၅၉၆ကွာ၅၉၆လို့ပဲလာထွက်တယ်။ရင်ကောင်းနေတော့မိတ်ဆွေတို့နော်ပုံစံလူလေးတွေပါနော်ဒါတစ်ကက်ဖြစ်သွားပြီကဲ။သုံးကက်မြောက်ကိုကြည့်လဲအောင်။သုံးကက်မြောက်ရေပုံတရံအမှန်ကျွန်တော်တို့နှစ်နှစ်ချာကနန်းတက်တဲ့ဟာလေးကိုကြည့်မယ်။ ဲဒီမှာခွန်ရှိကိုတော့ဒီလိုစောင်းတက်မယ်အဲကိုခွန်ရှိရေဆိုပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့ပင်ကျော်ကဝင်ထားပြီနော်အဲ့ဒီတော့ဒီနှစ်သေးကိုနောက်၈နှစ်ချာ၉နှစ်မြောက်ပြီနှစ်ပိတ်ကနန်းဟာလာပေးရမယ်ဟုတ်ပြီနော်မိတ်ဆွေတို့ခွန်ရှိကိုဟာပုံစံအမှန်ဆောင်းနှစ်ွက်ချာကိုတက်တယ်ဒီနှစ်သေးကိုနောက်၈နှစ်ချာ อีนีตงลีงาชอขอนชิ่นิชาကိုနှစ်မြောက်ကနှစ်ပိတ်ကနေ712ဟုတ်ပြီနော်ခုနကပုံစံတစ်မျိုးဖမ်းတာနော်ဒီဥစ္စာဒီနှစ်ပိတ်ကနေမှာနှစ်ပိတ်ကနေ712အဲ့ဒီ712ဟာဟောဒီ696ဆိုတဲ့ နှစ်နှစ်ချာကနန်းရဲ့အောက်တမင်းကျော်မှာလာပြရမယ်ဗျာဟုတ်712ပါဟုတ်ကဲ့မိတ်ဆွေတို့၃ကတ်ကြိုက်တဲ့မိတ်ဆွေတို့အတွက်ရော၂ကတ်ကြိုက်တဲ့မိတ်ဆွေတို့အတွက်ကိုဒီကနန်းကိုကျွန်တော်ရှာပေးထားပါပြီနော်တတိယရဲ့လေသာမှုကသူကအရန်ထောက်ထားပြီးပြည့်စုံရင်လည်းလာကြမှာလာတာဗျာနော် ူမထင်မှတ်တဲ့နေရာနေထွက်ရင်ထွက်လာတာပါအဲ့ဒါကြောင့်ဒီအနှန်းလေးကိုတော့နော်နေနီးနှမျိုးနဲ့ကျွန်တော်ဖမ်းပေးထားပါတယ်နော်အဲ့တော့ဒါလာနေကြီးရှိပါတယ်ကနန်းနဲ့လာနေကြီးကနန်းနဲ့မှသူ့ကိုထဲလိုက်ရအောင်712အာရော့အာမယ်ဗျာနော်အာရော့အာမယ်ဘာလို့လဲဆိုတော့မိတ်ဆွေတို့ကျွန်တော်ပြောနေတဲ့အတိုင်းအထိုင်ရရင်တော့ပို့ထိုးပေါ့ဗျာမိတ်ဆွေတို့နေတဲ့ဒီ712ပုံမှာ ဘယ်လိုသဘောထားတယ်ဆိုတာလေးကျွန်တော်ရဲ့ comment မှာရေးပေးသွားကြပါနော်ဒါမှကျွန်တော်လည်းပြန်ကြည့်ပြီးတော့အထိုင်ရွေးလို့ရအောင်ပါဗျာနော်ကျွန်တော်မိတ်ဆွေတို့ရဲ့ comment တွေကိုလေးစားပါတယ်နော်အားလုံးကိုကြောင်းပြန်ပါတယ်နော်ကျွန်တော်တန်ဖိုးထားပါတယ်အဲ့ဒါကြောင့်ပြန်မကွက်ရေးပေးသွားကြပါကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ကဲအားလုံးအောင်မြင်ကြပါစေဗျာ